င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်ရှိကျင်းထောင်71ခုကနေနိုင်ငံကျင်းသားနဲ့အကျဉ်းသူ168ကိုစစ်တပ်ပြန်လုပေးတော်လဲလူမြောက်သူများစုများလူရဲ့ပြည်ကံနေသူတွေအဖြစ်မြန်မာနိုင်ငံရှိကျင်းထောင်71ခုကနေနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ168ဦးဒီဇင်ဘာတရနေ့မှာလူမြောက်လာတီကိုကနောက်တီပြုနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆန်နိုင်ငံကျင်းသားများကွန်ရက်မှာဗဟုပူဆောင်ကော်မတီဝင်ကိုတိုင်တုံကပြောတယ် တဲ့ချင်းထောင်ကနေနိုင်ငံကျင်းသားကြားလေးဦးကလေးချင်းထောင်ကကြာကုန်နဲ့မနှဦးတာယူချင်းထောင်ကကြာလေးစံရှုံနဲ့မနှဦးဥပိုချင်းထောင်မှာကြာလေးစံနဲ့ဦးရမဲတင်ချင်းထောင်မှာမတော်ဦးတာဝတီချင်းထောင်မှာကြာ89ဦးနဲ့မချာဦးတဝက်ချင်းထောင်ကနေကြာ10ဦးနဲ့မတော်ဦးပြည်ချင်းထောင်ကနေကြာလေးဦးမကွေးချင်းထောင်ကကြာနဲ့ဦးမြင်းချန်ချင်းထောင်မှာကြာမပေါင်း24ဦးအင်းစိန်ချင်းထောင်မှာကြာ30ဦးနဲ့မနှဦးတို့လွမြောက်လာခဲ့ပါတယ်တို့ရရလွမြောက်လာနိုင်ငံရေးကျင်းသားများအနေနဲ့လုံခြုံရေးအခြေအနေကိုသတိပြုရလိုအပ်ကြောင်းလည်းကိုတိုင်ထုံးကပြောတယ်။ ဒါပေမဲ့တချို့လူပြည်မှာပြန်ပန်းခံရခြင်းတွေလည်းကြားနေရဖြစ်တဲ့အတွက်လက်ရှိလွတ်လာတဲ့တွင်လည်းလုံခြုံရအပြင်လောကဆုံရခြင်းတွေတော့ဆက်ရှိနေဆဲဖြစ်ပါတယ်။တချို့ပုံမှာဆက်ကောတင့်လိုပုံမှာထံဘူးရမှာပဲပြန်ပန်းခံရခြင်းတွေလူငယ်တဲ့မှာပါလာပြီးပြန်ပန်းခံရတွေ့နေရတဲ့အဓိကပြောလိုတာကနိုင်ငံရေးပုံမှာအလုံးနိုင်ငံရေးကျင်းသားအလုံးသမရကြီးဝင်မြင့်အပါဝင်နိုင်ငံရေးကျင်းသားအလုံးလှုပ်ပေးဖို့လိုရလို့ထပ်ပြီးတော့ပြောချင်ပါတယ်။ ဆက်လက်ပြီးပခုတ်ကုတ်ကန်ချေဆိုင်လုပ်ခဲ့ပြီးတဲ့ခုနှစ်ပွဲကညမြင့်တက်ပေါင်းစုဖွဲ့စည်းလိုက်ပြီးတော့အကြပ်ဖက်စစ်တပ်ကိုစီးရင်ရှင်မြင့်တိုက်ခိုက်မယ်လို့ကြေညာမကွေးတိုင်းပခုတ်ကုတ်ကန်ချေဆိုင်လုပ်ခဲ့ပြီးတဲ့ခုနှစ်ပွဲကညမြင့်တက်ပေါင်းစုဖြစ်ဖွဲ့စည်းလိုက်ပြီးအကြပ်ဖက်စစ်တပ်ကိုစီးရင်ရှင်မြင့်တိုက်ခိုက်သားဖြစ်ကြောင်းညမြင့်တက်ပေါင်းစုမှတာဝန်ရှိသူကပြောပါတယ် 2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခုတ်ကိုကန်ချိန်ဆိုင် MUGDEF တပ်ဖွဲ့ဇာမနီပြောက်ကြားတပ်ဖွဲ့ James Bond တပ်ဖွဲ့ TSDNGF တပ်ဖွဲ့နဲ့တွင်းညီနောင်ပြောက်ကြားတပ်ဖွဲ့၅ခုပူးပေါင်းပြီးအညာမြစ်တပ်ပေါင်းစုဖြင့်လည်းဖွဲ့စည်းထားကြောင်းသိရပါတယ်။ထို့အညာမြစ်တပ်ပေါင်းစုတန်းကိုဒီဇင်ဘာလ2ရက်နေ့မှာပခုတ်ကိုကန်ချိန်ဆိုင် God of Might တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ကအညာမြစ်တပ်ပေါင်းစုတန်းကိုတက်မှတ်ဝင်ရလာခြင်းဖြစ်ပါတယ်။ ရင်းသူကျင်ညာနေ့ခါဆောင်ပြန်နာရှင်ကြဆောင်တဲ့နေရာတိအတည်ပြုပြီးတော့စီရေးရှင်တွေကိုရခင်ထပ်ပို့ပြီးမြင့်တင်စားတာမီဖြစ်ကြောင်းထိုကျင်ညာချက်မှာရဲဘော်တွေတပတ်ဝင်နေစောင့်တိရတဲ့တစ္ဆာဒိတ်တန်တွေပါဝင်ပြီးမာမိတ်တဲ့ကျင်ကျင်ကြစောင့်တိရရဲ့လိုက်လာရတဲ့မျက်ဝေရကြည်ကျမှုတွေပါဝင်ကြသေးရပါတယ်။ အညာမြေတပ်ပေါင်းစုမှပိုင်းတဲ့တပ်ဖွဲ့နေအောင်ကဖက်ဒရယ်အတွက်ဦးလယ်မတုံတောင်းရင်တိုင်ရမည်ဖြစ်ကြောင်းဖက်ဒရယ်အတွက်တိုင်ပွင့်ဝင်ရဲ့မြို့တိဖွဲ့စည်းနေမှုစုခိုင်မဆက်ဆံရေးကိုတည်ဆောက်ပြီးအာဏာရှင်ကိုတိုးလက်မည်ဖြစ်ကြောင်းကြေညာချက်မှာဖော်ပြရတယ်။အခုလိုပေါင်းစပ်ရတဲ့ဒီကကြောင်းရင်းကတော့ပုံမှန်တရားအတွက်မစ်ရှင်တွေဖော်ဆောင်မှုရန်သူကိုညီညွတ်စွာတုတ်ပြန်နိုင်မှုနဲ့တော်လိုင်းဖွဲ့ချင်းချင်းကြောင်းပို့ပြီးညီညွတ်စေရန်ပြီးတော့ကျွန်တော်ဒီတော်လိုင်းမှာဒီလိုပေါင်းစပ်ပြီးအပြန်အလှန်ထိန်းချိုက်ဖက်ဒရယ်ကိုရောက်သွားနိုင်မှုအခုလိုပေါင်းစပ်ကြလို့အညာမြေတပ်ပေါင်းစုတောင်းရှိသူကပြောပါရတယ်။ အညာမြေတပေါင်းစုမှာဇေတာဝန်ခံဖြစ်ကိုပုတ်ကြည်မြေပြင်တာဝန်ခံဖြစ်ကိုပါဦးဒရုန်းတင်တာဝန်ခံဖြစ်ဆရာအကြောင်းကိုဤကဲဖဏိုင်းတာဝန်ခံဖြစ်ကိုသေဆောင်လက်နက်ကင်ဒိန်ဒိန်တာဝန်ခံဖြစ်ကိုမင်းသူနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဖြစ်ကိုပုပ်ပိုတန်းစင်တို့ကတာဝန်ယူဆောင်တာဖြစ်ပါတယ် ဆလပီဝလမြို့နယ်မှာစစ်တပ်ကလင်းရင်နဲ့ပုံကျဲမှုအသက်နှစ်နှစ်ရွယ်ကလေးပောင်ဝိမိသားစုဝင်ငောင်းအသေးဆုံးပြီးကလေးရုပ်လောင်သာပြန်တွေ့ရကကြံရုပ်လောင်နေပြောင်းဆုံးနေ။သခိုင်းနယ်ဝလမြို့နယ်နတ်မော်ဦးရွာကိုဂျမ်ဘက်စစ်တပ်ကလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်နှစ်နှစ်ရွယ်ကလေးငယ်တအုပ်ပောင်ဝိမိသားစုဝင်ငောင်း တည်ဆောင်းပြီးတော့ကလင်းငယ်ရုံလောင်းတာရှာဖွေတွေ့ရှိကြတဲ့တာဝန်ခံကုမ္ပဏီကပြောတယ်။ဒီဇင်ဘာနေ့ရက်နေ့မနက်စောပိုင်း12နာရီ6မိနစ်ကမှဝက်လက်မြွနယ်ရှေ့ချမ်းနတ်မော်ဦးရကိုဂျပန်စစ်တပ်ရဲ့တောင်းလီတဲကတက်လာတဲ့ဂျက်ဖိုက်တာတစ်စီးကပေါင်250ပုံနှလုံးကျဲကျတိုက်ခိုက်ခဲ့တယ်။အဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုတွင်တဲ့အင်းထဲမှာတူနေထိုင်တဲ့မိသားစုဝင်၅ဖြစ်တဲ့25နှစ်ရွယ်24နှစ်ရွယ်2နှစ်ရွယ်21နှစ်ရွယ်နဲ့40နှစ်ရွယ်တို့တည်ဆောင်းခဲ့ကြတယ်။ ထို့ပြင်ကလင်းငံရဲ့ပအဝင်တိကြိုက်တန်ရရှိသူငောင်းရှိပြီးနေငါလုံးကပြင်စီကကြောင်းတိကြိုက်တန်ရရှိသူတွေထဲမှာကလင်းငံနဲ့ဥပါဝင်ပြီးတအုပ်မှာတက်နေဆွေရကြောင်းသိရပါတယ်။စစ်ကွေးချက်ဖိုက်တာပုံကျရကနေမော်တတဲကြတဲ့အားကြောင့်နေထဲမှာရှိနေမိသားစုအလုံးသိဆောင်ရတယ်။တန်ရရဲ့ထဲမှာကလင်းငံရဲ့ပါတဲ့တအုပ်ကမျိုးလုံးကိုမှန်တဲ့တအုပ်ကခေါင်းကိုမှန်တဲ့ရုံလောင်းတွေကတစားစီလိုက်ကောင်းနေတာမှရှိပါတယ်။ ဆလဘီကျောက်ဖို့ပန်ဒီကမဲဆယ်စီယုံပွဲနဲ့ဆိုင်ဖို့တင်ပွဲတွေမှာငွေပေးလူခေါ်ရွေးစရိတ်တွေကိုရွေးကောက်ပွဲတုံးစရိတ်မှာထည့်သွင်းခြင်းမပြုလူတောင်းလျင်နေစားကငွေကျပ်1000လုံးနဲ့ကျောက်ဖို့ပန်ဒီကမဲဆယ်ခွဲတန်း5ရံကျောက်ဖို့ပန်ဒီကမဲဆယ်စီယုံပွဲနဲ့ဆိုင်ဖို့တင်ပွဲတွေမှာငွေပေးပြီးလူများခေါ်ရွေးစရိတ်တွေကိုရွေးကောက်ပွဲတုံးစရိတ်မှာထည့်သွင်းခြင်းမပြုကြောင်းကျန်းခိုင်ပါတီသတင်းမြေကပြောပါတယ် နိုင်ငံတော်မှာဂျက်ဖွတ်ပါတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကရွေးကောက်ပွဲမဲဆက်စီရင်လှုံ့ဆော်မှုတွေနဲ့စိုင်းပုတ်တင်ပေါ်ရေးပြုလုပ်နေရမှာလူတောင်းလျင်ဝင်ကျက်1000နဲ့လူစုလူဝေးဖြစ်ရန်ငါးရန်ကြောင့်ရင်းသူငါးရန်မှုတက်ကုန်ကြစီရင်တွေမှာပွဲတော်လျင်နေ့စုံငွေကျက်သိန်းတရာဝင်ချင်းလူငါးရန်ကနဲ့အသွားပြန်ကြိုးဖို့အတွက်တုံဆဲကြောင်းအဆိုပါ၃စိတ်တွေကိုသက်ဆိုင်ရာမြို့နယ်ဂျက်ဖွတ်ပါတီရဲ့၃စိတ်တွေဖြင့်ထက်သွင်းပြီးရွေးကောက်ပွဲ၃စိတ်ဖြင့်တင်ပြခိုင်းခြင်းမရှိကြောင်းသိရတယ်။ အော်တိုဘာ26နှစ်စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲ30ဖြစ်ပြတူလို့တော့မြို့သားလို့တော့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတောင်းလျင်ငွေကြေသိန်း150စာချက်သိန်း300ကို၎င်းတိုင်းဒေသလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတောင်းကချက်သိန်း300စာချက်သိန်း900ကို၎င်းရွေးကောက်ပွဲ30ကိုတိုးမြင့်ပြင်ဆင်သတ်မှတ်ပေးတယ် တို့ရတဲ့မယောင်လန်စစ်လုံးမှုနဲ့ရရှိလာဘူဂျုံဟောင်းနေနဲ့လက်ရှိရာထူးရှိနေစဉ်စစ်ဘုံဂျုံဟောင်းတွေက၎င်းတွေကိုပါ၃စိန်ငွေချင်းနဲ့မဆန်စီအောင်လှရှာမှုနဲ့စိုင်းပုတ်တင်ပွဲတွေလုံးဆောင်ကြောင်းစံဖို့ပါတီတန်ကနေရွေးကောက်ပွဲ၃စိန်တောင်းခံခြင်းမရှိကြောင်းချမ်းခိုင်ပါတီသတင်းမြေဆွေရသိရပါတယ်ဇလဘေချောင်းမြို့နယ်မှာစစ်တမ်းအမြင်ရဲရင်နှစီကို စောင့်ကြတိုက်ခိုက်မှုစစ်သားရဲ့ဒီကိုင်မှုရှင်စကိုင်းတိုင်းချောင်းမြို့နယ်မှာဇန်ဖန်စစ်တပ်ရဲ့အမြင်ရင်းနစီကိုစောင့်ကြတိုက်ခိုက်အောင်စစ်သားရဲ့ဒီကိုင်မှုရှင်ကြောင်းဂျင်းနစ်ဖိုင်တာဂရုမှတောင်းရှိသူကပြောတယ်ဒီဇင်ဘာတရနေ့ညနေ4:30မိနစ်ခန့်မှာချောင်းမြို့နယ်မြင်းရွာကိုစစ်ကြောင်းထွက်လာတဲ့ဇန်ဖန်စစ်တပ်ရဲ့အမြင်ရင်းနစီကိုဒေါ်လေးတပ်ဖွဲ့တွေကဂျင်းနစ်ဖြစ်ကြောင်းတနေရာမှာလက်နက်ငယ်နဲ့စောင့်ကြတိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကတိုက်ခိုက်သေးဆုံးရှိသော်လည်းအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးဘဲဂျပန်စစ်တပ်ဘက်ကလည်းဆက်တက်လေတီးနဲ့ပုံတဲတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတင်စင်းကတော့မသိသေးကျွန်တော်ဆက်လက်စုံစမ်းသေးပါကားငါးစီးနဲ့မုံရအောင်မင်စိတ်ကမ်းမှာစစ်ခွေးတွေကိုလာချသွားတယ်စစ်ခွေးတွေကမော်တာတော့ထိမှန်ခဲ့တယ်စစ်ခွေးဘက်ကတိုက်ခိုက်တေဆုံးမှုရှင်နိုင်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုဂျင်နွိုက်ဖိုင်တာဂရုဦးဆောင်ပြီးဘရီယာဖာမီတို့နဲ့လက်တွဲညီပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတောင်သာနှုတ်ချိုတိမိတ်တီလာမလန်ပိုင်ကိုတုံးမပြဖို့အမြင့်ချန်ပြီးတဲ့သတိပေးမန္တလေးတိုင်းတက်ကတောင်သာနှုတ်ချိုတိတောင်သာရုံးစီချိမိတ်လာလန်ပိုင်ကိုလုံချုံရရအရက်ကန်သမရှိပိတ်ထားလို့မြင့်ချန်ခိုင်တိုင်းတုံးကဒီဇင်ဘာတရနေ့မှာထုတ်ပြန်ပါတယ်ပြည်သူတွေအနေနဲ့လည်းလုံချုံရဖြတ်တန်းသွားလာရင်မပြဖို့ထုတ်ပြန်သတိပေးကြမှာမြင့်တန်ရက်ခန်းနဲ့တိုက်ပွဲဖြစ်နေရမှရှိပေမဲ့နှစ်ဖက်စီတင်းမနဲ့အခြေအနေရှိပါတယ် ။ထားအပြင်ခေမကန်မြကုန်းကြီးအရှိဘတ်ရှိစစ်ရှောင်းပုံကြီးချောင်းကပြည်သူငါးကိုလည်းမနက်စံတိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းဖမ်းဆီးခေါ်ဆောင်သွားလို့သိရတယ်။အနာသိန်းစစ်ကောင်စီကလာမယ့်ဒီဇင်ဘာ28မှာကျင်းပမယ့်ရွေးကောက်ပွဲကမြင်းချံမြို့ပေါ်ကရက်ကပ်ပေါင်း20နဲ့ကြည်အောင်စုရှိကိုပါဝင်နေပါတယ်။မြင်းချံမြို့နယ်နဲ့နထောကြီးမြို့နယ်ဆိုမှဆိုရင်အော်တိုဘားလကုန်ပိုင်းကစတင်ပြီးစစ်ကြောင်းထိုးလာကြအောင်ဆစ်ဆောင်နေရပြည်သူဥယျာဉ်သုံးတောင်းနေပါရှိလာပြီဖြစ်ပါတယ်။ ဆလာဘီစီဒီအန်စင်အိုဂျီပန်စီမှုဖြစ်စဉ်ကြေးတံပြီးတော့စီဒီအန်ကိုလေးစားတက်မှုထားတဲ့လို့စီဒီအန်မက်ဒီကယ်နက်ဝတ်ထုတ်ပြန်သခိုင်းနမင်းကင်းမြို့နယ်ပအဖတော်ကံအောင်စီဒီအန်စင်အိုဂျီဒေါက်တာခင်သူတူလင်းပန်စီမှုဖြစ်စဉ်မှာကာယိန်တွေပြောင်းရုံးရင်ဆက်ကဖြစ်ပြီးကြေးတံတယ်လို့ယူဆကြောင်းနဲ့စီဒီအန်ကိုလေးစားတက်မှုထားဆက်ဆံစီလိုတယ်လို့စီဒီအန်မက်ဒီကယ်နက်ဝတ်ကထုတ်ပြန်ပါတယ်ဒေါက်တာခင်သူတူလင်းကိုမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတင်တော့ရကစီဝန်စေကံမှနိုဝင်ဘာ30ကပန်စီခဲ့တာပါ လုပ်ငန်းဆိုင်အစည်းအဝေးနဲ့အခွန်ငွေကျပ်သိမ်းပေါင်း3000ကျော်ပြန်အပ်နိုင်ရေးအတွက်အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမဲ့မရလို့ဖန်စီတင်းတင်းကလည်းမြို့သားညွှန်ဆွေရအန်ယူဂျီပြည်ထောင်နယ်လူဝင်မှုကြီးကြပ်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်ဒေါက်တာခင်သူတို့လည်း2021ခုနှစ်ပြလော့၁၁ရက်ကနေ2024စတေမာ18ရက်နေ့ထိမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ခံဖြစ်တာဝန်ထမ်းဆောင်ပြီး တာဝန်ခံရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီရင်စရာရုံးလုပ်ငန်းသုံးပစ္စည်းနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုမင်းကိမြတ်နဲ့ပြည်သူ့အုပ်ချုပ်ရေးဘွယ်လက်ရှိတာဝန်ခံတက်လွှဲပြောင်းပေးဖို့တရားဝင်ချင်းချိန်တောင်းဆိုခဲ့ပေမဲ့မရလို့ဖန်စီထိန်းသိမ်းခဲ့ရလို့ထုတ်ပြန်ထားပါတယ်။အဲဒီကိစ္စတွေဖြစ်ရှင်ဖို့နေ့နဲ့ချီပြညှိနှိုင်းဆောင်ဆိုင်ခဲ့ပေမဲ့လည်းညှိနှိုင်းဖြစ်ရှင်ခြင်းမရှိခဲ့လို့ထုတ်ပြန်တယ်။သူ့ကိုဖန်စီစင်မှာမြို့သမီးရဲမင်းမထက်ပေးမထက်ပေးနိုင်ခဲ့ခြင်းနဲ့ရုံးရင်ဆန်ကန် ဖြစ်ပွားစေတဲ့ပေါ်ပြည်သူလူထုစိတ်မချမ်းမှုတွေဖြစ်စေခြင်းအတွက်အမှုညွတ်တောင်းမှကြောင်းနဲ့အမှုနဲ့ပတ်သက်ပြီးဥပဒေညီဆက်လက်ဆောင်တာမှဖြစ်ကြောင်းပြည်ထောင်နယ်လွယ်မှုကြီးကြပ်ဝန်ကြီးဌာနကအသိပေးထားပါတယ်။နောက်ဆက်အပိတ်ကြားအတွက်အတူပဲကျေးဇူးတင်ရှိပါတယ်ရှင်။